ဒုနာခါနာဆိုတာ အသက်ရွယ်မရွေးဖြစ်တတ်တဲ့ပြဿနာပါ အထူးသဖြင့်အသက်ကြီးတဲ့သူတွေမှာအယိုးအစစ်တွေချောစီခံပြီးတော့ပုံပဲ့လာတာကြောင့်လူတိုင်းနီးပါးဒုနာတာခါနာတာအယိုးအစစ်နာကျင်ကြိတ်ခဲတာတွေနေစဉ်ခံစားရပါတယ် ဒီပြဿနာတွေကိုဖြေရှင်းဖို့မိမိပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်ပြီးကုန်ကျစရိတ်မရှိတဲ့တဘာဝနီလန်တွေရှိပါတယ်ဒီနီလန်တွေကတကယ်လက်တွေ့အသုံးပြုပြီးတက်တာခဲ့တဲ့မိတ်ဆွေတွေရဲ့ကိုယ်သွေးအဖြစ်ပြက်တွေကိုပြန်လည်မျှဝေပေးတာပါဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးမိမိနဲ့အဆင်ပြေမယ်နီလန်ကိုအသုံးပြုကြည့်ပါနော်ပထမဆုံးအနေနဲ့အမတယောက်ရဲ့ကိုယ်သွေးနီလန်းကိုမျှဝေပေးပါမယ်။ဒီအမကခါနာတာနှစ်နှစ်ကျော်ပါပြီ။လိန်စေးစုံလဲသုံးဖူးပါရယ်။ တက်ကြီးရွက်နဲ့ဘာဒံရွက်တွေပေါ်အိတ်ကြီးတာလည်းမထူချပါဘူးနောက်ဆုံးတော့မတက်တာတော့ဘူးဆိုပြီးလက်လျှော်ထားခဲ့တာပါဒါပေမဲ့မကြသေးခင်ကမှတိလိုက်ရတဲ့ဝေးတောက်ရက်နဲ့တနခါနီလေးကြောင့်ကျမရဲ့ခါနာဝေဒနာဟာအံ့ဩစရာကောင်းအောင်တက်တာခဲ့ရတယ်လို့ဆိုထားပါတယ်နီလန်ကတော့အင်မတန်ရိုးရှင်ပါတယ်။နံပါတ်၁ဂွေးတောက်ရွက်အစိမ့်ကိုခူးပြီးတော့ရေစင်အောင်ဆေးပါပြုတ်ဖို့မလိုပါဘူးနော်။နံပါတ်၂ကြောက်ပြင်ပေါ်မှာတနခါကရမတ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။ ဝေးတောက်ရွက်ကိုရောပြီးတော့ပြပြလေးရအောင်သွေးပါနံပါတ်3ရလာတဲ့စီးရီပြပြကိုနာကျင်နေတဲ့နေရာမှာနှံ့အောင်လိမ့်ပေးပါနံပါတ်4လိမ့်ထားတဲ့တနခါးတွေခြောက်သွားပြီဆိုရင်မှအဲ့ရဝင်ပါရလက်ကတော့ပထမဆုံးညမှာတင်းတညလုံးအိတ်လိမ့်ုံနဲ့မနှက်မှာတိတိတတတတသွားပါတယ်သူ့အမျိုးသားဆိုရင်15နှစ်တောင်ခါနာလာတာပါသူကို3ရက်ဆက်တိုက်လိုင်းပေးလိုက်တာအခုဆိုပေါ်ပါသွားပြီလို့ဆိုပါတယ် ဒါကတော့အမတယောက်ရဲ့ကိုတွေ့နီလန်ကောင်းလေးပါနော်နောက်ထပ်မြောက်ဝေလာတဲ့လက်တွေ့နီလန်တစ်ခုကို ပြောပြပေးပါမယ်အရင်ကသူမရဲ့အမေမှဒူးနာခါနာတွေဖြစ်ပြီးလမ်းတော်ကောင်းကောင်းမလျှောက်နိုင်ခဲ့ဘူးအခုတော့တယောက်တည်းလွယ်ကူစွာရှောက်နိုင်နေပါပြီအရင်က အစ်စ်တွေနာပြီးလမ်းလျှောက်တိုင်းနာရဲခါနာလို့အဝေးကြီးလမ်းမလျှောက်နိုင်ဘူးဒါအပြင်မျက်လုံးလဲမုံလာပြီးအမြင်အာရုံကလည်းမကြည်လင်တော့ဘူးအရာဝတ္ထုတွေကိုမုံမုံဝါးဝါးပဲမြင်ရတယ်လို့ဆိုပါတယ် သူ့ရဲ့အမေကိုယ်တိုင်ပြုတ်တောက်ကြည့်တာရပ်ပိုင်းတင်မှာပဲထူးခြားမှုတွေပြီးတာလာပါတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့စပလင်၅ပင်အသုံးသေးသေးလေးတွေလီထားပါအောင်မဲညိုပန်းပွေ၅ပွင့်9ပွင့်ရေ3လီတာပြုတ်လုံးနီးကတော့ပအဝင်ပစ္စည်းအားလုံးကိုရောပြီးတော့15မိနစ်ခန့်ပြုတ်ပါမနက်နေ့လေညနေအစာစားပြီးတိုင်းနှွှဲနှွှဲလေးတောက်ပေးပါသူမရဲ့အမေနေ့တိုင်းဆက်တိုက် တောက်ခဲ့တာအစ်စနာရာတွေတက်တာလာပါတယ်မျက်လုံးနဲ့အမြင်အာရုံပိုကြည်လာပါတယ်အရင်လိုခါမနာတော့ပါဘူးလွယ်ကူစွာလှုပ်ရှားနိုင်လာပါတယ်ကျမ်းမာတန်ဆွမ်းလာတာကိုပတ်ဝန်းကျင်က လူတွေတောင်တတိထားမိလာကြတယ်လို့ဆိုပါတယ်နောက်ထပ်ဒုနာခါရနဲ့ပတ်သက်ပြီးရှေးသမားတော်တွေအသုံးပြုခဲ့တဲ့တဘာဝနီလန်ရှိမျိုးကိုလည်းညဝေပေးပါဦးမယ်။နီလန်တိခါနာဒုနာယောဂရှင်များအတွက် ဖီချန်ငပြောသည့်အမဲ့ကိုထိတ်နှဖက်ဖြတ်ပြီးတော့တဲ့ရင်ကြီးရွက်နဲ့လုံအောင်လိုက်က9နာရီခန့်ပြုတ်ပါတနေ့၃လုံးစီဖြင့်၅ရက်စတိတ်စားပေးပါက နာတာရှိယောဂများတက်တာစီပါれနီလန်းနှင့်ငခြင်းကောင်းကိုမကြာခဏဟင်းချက်စားပေးပါဒူးခေါင်းကြီးပေါင်းနဲ့ဒူးနာယောဂများကိုတက်တာစီနိုင်ကြောင်းရိုးရာတိုင်ရင်စီပညာရှင်များရဲ့အဆိုအရသိရပါれလက်သွေ့စားသုံးရမှာလေအစစ်မြစ်များကျန်းမာရေးအတွက်ပြန်လည်ကောင်းမွန်လာစေပါれ တိုင်းရင်စေဆရာကြီးဦးကြည်မြင့်လွင်နီလန်တုံဂျင်းတက်နဲ့မြေဖြူခဲကိုရောနောထူထောင်ပြီးနာကျင်နေတဲ့ဒူးပေါ်မှာတစ်နှစ်နှစ်ကြိမ်လိမ်ပေးပါတုံရဲ့အသွင်တိတာလာပြီးတော့တပတ်ခန့်ဆိုလေတက်တာစီပါရယ်နီလန်လေးဂွေတောင်ရွက်လက်တဆုပ်ခန့်ကိုထူထောင်ပြီးတော့အရင်ညစ်ယူပါ၎င်းအရင်နဲ့တနခါသွေးပြီးတော့ဒူးပေါ်မှာလိမ်ပေးပါ မနက်ရေချိုးပြီးတကြိမ်ညအိတ်ခါနီးတကြိမ်တပတ်ခန့်လိမ့်ပြီးမယ်ဆိုရင်တက်တာစီပါရယ်နီလန်ငါ ရှားဆောင်လက်ပတ်လက်လက်ဆက်ဆက်ကိုအခွန်ခွာပြီးအသွင်းဓာတ်ဂျယ်လီကိုဇွန်းဖြစ်ချစ်ယူပါ။၎င်းကိုကြိုချက်ထားတဲ့နွားနို့အေးနဲ့ရောပြီးတော့တောက်ပါ။၅ရက်ခန့်တောက်ရင်ဒူးနာတက်တာစီပါတယ်။နီလန်ချောက်တင်မော်ဒီအစိမ်းတစ်လုံးကိုထိတ်မှကျက်ဥတစ်လုံးစာခန့်ပိုင်းဖြတ်ပါ။အသွင်းမှအစီအများကိုမထုတ်ဘဲနဲ့ကျက်ဥတော့ကျက်ဥဆိုရင်ပူကောင်းပါတယ်။တစ်လုံးထည့်ပါ။ပြီးလေအဖုံးပြန်အုပ်ပြီးတော့မီးသွေးမီးဖို့မှာတင်ပေါ်တီး ပျော့ဤပြီးကြက်ဥကြက်တဲ့အထိဖုတ်ပါအသွင်းမှကြက်ဥကိုတပတ်တစ်ချိန်စားပေးပါနီလန်းခွန်တမယာဒီကိုထက်ချင်းပိန်ပြီးတော့၎င်းဖြင့်နာနေတဲ့ဒူးပေါ်ကိုအီကုံတဲ့အထိညင်သာစွာပုတ်တိုက်ပေးပါပြီးနောက်ဒန်ဂျီစီတမျိုးမျိုးလိမ့်ပေးပြီးတော့15မိနစ်ခန့်ပတ်တီဒါမမောအဝတ်ဖြင့်စီထားပါညအိတ်ခါနီလုံဆောင်လင်းပိုထီရပါရယ်နီလန်းရှစ်ဘဲဥသလုံးကိုရင်းနှီးပွတ်ပွတ်မှာ1မိနစ်ခန့်ပြုတ်ပါ ၎င်းနောက်ဘဲဥကိုပကံမှာဖောက်ထည့်ပြီးတော့တကြားအနိုင်ငယ်ထည့်ပြီးတော့ခောက်စားပါမိမိအသက်ရဲ့တဝက်ဥပမာအသက်40ဆိုလေအလုံး20ပြအောင် တနည်းတစ်လုံးစားပြီးချင်းဖြင့်အစစ်အမြင့်များကျမ်းမာရေးကိုပြန်လည်ကောင်းမှုစေပါれ။နောက်ထပ်တင်ပေါ်စစ်ကိုအသုံးပြုပြီးလက်တွေ့တက်တာခဲ့တဲ့နီလန်ကိုဆက်လက်မျှဝေပေးပါမယ်။ပေါ်တီစားပြီးရင်အစစ်တွေကိုလင်မပြစ်လိုက်ပါနဲ့။ဒူးနာခါနာတက်တာစီမဲ့ရှေးလူကြီးတွေရဲ့ရိုးဝတ်ချက်နီလန်လေးရှိပါれ။တင်ပေါ်တီစီရဲ့အော့အော်ဖွဲအာနိတင်များကတော့ထောင်းထားတဲ့အစစ်တွေကိုဒူးပေါ်တင်လိုက်တာနဲ့တပြေးပြေးနှွေးလာပြီးကြွက်သားတောက်တင်တာတွေကိုပြေလျော့သွားစေပါれ။တင်ပေါ်တီစီမှာပါဝင်တဲ့ပတ်ပိုင်းအင်ဆိုင်ကြောင့် ရောင်ရမ်းတာနဲ့ကိုက်ခဲတာတွေတိတိတတ်တာတတ်သားစေပါရဲ့၄၅ရက်လောက်ဆက်တိုက်လုပ်ပြီးတဲ့အခါမှာမနက်အိပ်ရာထရင်ဒူးနဲ့ခါရီအရင်တော့တင်းကျပ်နေတော့ပဲပို့ပို့ပါသွားတာကိုခံစားရမှာပါပြုလုံးကြီးကတော့မဲနေတဲ့တင်ဘောဒီအလုံးကြီးရင်ပူကောင်းပါတယ်။နံပါတ်1အဝတ်စတန်တန်ဒါမှမဟုတ်စက်ကူပါဝါ။နံပါတ်3အုံးစီဒါမှမဟုတ်တန်လင်းစီအနေငယ်မိမိဆိုင်ကြိုက်ပါ။တင်ဘောဒီကိုချမ်းပြီးတော့အစီတွေကိုဇွန်းနဲ့ချစ်ယူပါ။ အစိတွေကိုဇလုံးသေးထည့်ပြီးတော့ဇွန်းနဲ့ပဲအသားလေးခြေပေးပါ အရန်ကြည့်စရာမလိုပါဘူးအစစ်နာတဲ့နေရာမှာဒူးခါပေါ်ကိုထောင်းထားတဲ့အစိတွေဓာတ်ရိုက်အုပ်ပေးလိုက်ပါပြီးရင်နွေးနေတဲ့အဝတ်စတစ်ခုနဲ့အုပ်ထားလိုက်ပါဒါမှပိုထိရောက်မှာဖြစ်ပါတယ်15မိနစ်ကနေမိနစ်20လောက်ထိပြီးမှ ရေဆေးချလိုက်ပါတပတ်ကို3ချိန်ကနေ4ချိန်လောက်လုပ်ကြည့်တာအထီးရောက်ဆုံးပါပဲဒီနီလန်ကိုသုံးရင်ရေများများတောက်ဖို့လည်းမမီပါနဲ့နော်ရဲယူရွတ် ရေးရွရွက်ကိုဒူးနာခါနာအစစ်မြစ်နာစစ်ရောင်းတာတွေအတွက်သက်သာစီဖို့အသုံးပြုနိုင်ပါတယ်။ခေါင်းယောဂကြောင့်ဖြစ်တဲ့အစစ်နာတွေအတွက်လည်းအသုံးဝင်ပါတယ်။အသုံးပြုနည်းကတော့ရေးရွရွက်၅ရွက်၆ရွက်ကိုထောင်းပြီးတော့ဆော်တာအနည်းငယ်ထည့်ပြီးတေချာရောမွေပါ။ပြီးရင် အစစ်နာတဲ့နေရာတွေမှာအုံပေးပါ။15မိနစ်ကနေမိနစ်20ခန့်စိန်ထားပေးပါ။တနေ့ကို2ချိန်3ချိန်လုပ်ပေးပါ။အေးမြပြီးတက်တာလာတာကိုခံစားရပါလိမ့်မယ်။ တပတ်လောက်ဆက်သိပ်လုပ်ပေးပါ။နာကျင်မှုတွေတက်တာသွားပါလိမ့်မယ်။ဒီနီလန်ကဒူနာတာအစင်းမြင့်နာတာအယိုးနာတာလက်ချောင်းနာရတွေကိုတက်တာစီပါတယ်။ကျမရေးဆိုင်ရာတတိပေးချက်အနေနဲ့ကတော့ဒီဗီဒီယိုမှာဖော်ပြထားတဲ့အကြောင်းအရာတွေဟာကိုယ်တွေ့အတွေ့အကြုံများနဲ့ရှေးရိုးရာစေမီတို့တွေကိုဗဟုသုတအလို့ငာ ပြန်လည်မျှဝေခြင်းတာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့ဆရာဝန်များရဲ့ဈေးဖက်ဆိုင်ရာအကြံပြုချက်ယောဂရှာဖွေမှုဒါမှမဟုတ်ကုသမှုများအတွက်အစားထိုးရမှာဟုတ်ပါဘူး။မိမိမှာနာတာရှိယောဂဒါမှမဟုတ်ကျန်းမာရေးပြဿနာရှိတဲ့ဆိုရင်ဤနီလန်းကို အသုံးမပြုမီသက်ဆိုင်ရာဆရာဝန်ဒါမှမဟုတ်ကျမ်းမာရေးကြွန့်ကျင်သူများနဲ့ဥစွာတိုင်ပင်ဆွေးနွေးရန်အထူးသိတ်သွလိုပါတယ်။ဒါတွေကတော့ဒူးနာခါနာအယုအစိတ်ခင်းနာကျင်နာတွေအတွက်တသက်စီတဲ့တဘာဝနီလန်းတွေဖြစ်ပါတယ်။ မိတ်ဆွေနဲ့အဆင်ပြေမဲ့နီလန်ကိုရေးချွဲအသုံးပြုကြပါနော်နောက်တလဲခုလိုကျမ်းမာရေးဆိုင်ရာဘ ഹു တုတတွေကိုနေ့စဉ်မျှဝေပေးမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ပေးပါဦးရှင်အားလုံးပဲကျမ်းမာပျော်ရှင်ကြပါစေရှင်